မင်္ဂလာပါစောချင်းဗီလိုကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဒီခင်းနေရကြီးညာထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ OBS ကိုအသုံးပြုပြီးတော့ပေါ့နော်ဒီ Zoom ကနေပေါ့နော် Zoom Live ကိုကျွန်တော်တို့ multiple platform တွေဖြစ်တဲ့ Facebook တို့ YouTube တို့ Twitter တို့ Twitch တို့ဒါမျိုးတွေပေါ့နော်ဒီလို platform multiple platform တွေမှာဘယ်လိုလွင့်လဲဆိုတာကိုကျွန်တော်ကတော့ YouTube နဲ့ Facebook ကနေပြီးတော့လွင့်ပြီးတော့တရက်ပြသပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ Google ကိုသွားမယ်ပြီးတော့ကျွန်တော်တို့ OBS multiple output ဆိုပြီးတော့ကျွန်တော်တို့ရိုက်ချလိုက်ရင်အဲဒီကျွန်တော်တို့ multiple platform output plugin ပေါ့နော် multiple plugin ဆိုပြီးတော့ရိုက်ချလိုက်ရင်ကျွန်တော်တို့တွေ့မှာဖြစ်ပါတယ်အဲအဲ့မှာတွေ့မှာပေါ့နော် multiple RTMB output plugin ဆိုပြီးတော့ဒါ OBS ကပေ့ချ်ကိုရောက်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီမှာဒီ page ကို scroll down လုပ်ကြည့်လေရတယ်ဒီမှာဖတ်ကြည့်လေရတယ်ပေါ့နော် ဆိုတော့ဒါသူက open source ပေါ့နော်ပြီးတော့အဲ့မှာ download page ကိုနှိပ်လိုက်ရင်ဒီမှာဒီလို now page ကိုရောက်သွားမယ်ပေါ့လေ now page ကိုရောက်သွားပြီးတော့အဲ့ page ကအောက်မှာကြည်လိုက်ဒီမှာ window အတွက်လား max တွေလားပြီးတော့နောက်က linux အတွက်လားဆိုပြီးတော့ဟာတော့ down လိုက်ပါတယ်ပေါ့နော် window အတွက်ကို down လိုက်တယ်အဲ down လိုက်ပြီးဒါကို install လုပ်ရမှာပေါ့နော်ဒါမရှိခင်တော့ကျွန်တော်တို့ရှေ့ကဟိုအတိုင်းပေါ့နော်ရှေ့မှာကျွန်တော်ပြခဲ့တဲ့အတိုင်း OBS ကိုတော့ကိုယ့်ကို install လုပ်ထားဖို့လိုတာပေါ့နော် အဟိုဘီရ install လုပ်ထားရင်ဒါလေးကိုကျွန်တော်တို့ dock မှာဆိုရင် multiple output ကိုနှိမ့်လိုက်ရင်ဒီမှာ ready made လေးကြလာပြီပေါ့နော်အဲအဲ့ဒီမှာ multiple ဟိုအားလေးကိုထည့်လို့ရပါပြီ YouTube ပဲ YouTube ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ဒါတော့ကျွန်တော်တို့နာမည်ပေးထားလို့ရပါတယ်ပေါ့နော်ကျွန်တော်နာမည်ပေးထားတာပါ YouTube ဆိုတာတော့ Facebook ကတော့ကျွန်တော်တို့ပုံမှန်အတိုင်းပေါ့နော်ဒီဒီ Facebook ကနေပြီးတော့ live လွှင့်တာပထမရှေ့ကကျွန်တော် လုတ်ထားတဲ့ ဟိုဟာ tutorial လေးအတိုင်းပေါ့နော်ဒါလေးကိုလည်းကျွန်တော်ပြထားမှာဖြစ်ပါတယ်ပထမ tutorial အတိုင်းပဲပေါ့ဒါဒူဂျိုးပြန်ပြတာပါဒီ Facebook ကိုသွားတယ် live လုပ်တယ် live လုပ်ပြီးတော့ဒါကျွန်တော်ကတော့ဒါ only me နဲ့ live လွှင့်မှာဖြစ်တယ်ပေါ့နော်ဒါကျွန်တော် page ကိုသွားတော့မယ်နဲ့ကျွန်တော်ရဲ့ account ကနေပြတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါနေ string key ကို copy လုပ်ခဲ့တယ်ဒီမှာအဲကျွန်တော်တို့ string မှာကျွန်တော်ခုန copy လုပ်လာတဲ့ key ကိုကျွန်တော် paste လာ လုပ်တယ်ပေါ့နော် ပြီးဆလုပ်လိုက်တယ်ဒါကျွန်တော်ဒါနမူနာပြတာဖြစ်တယ်ဗောနော Facebook ကလည်းကျွန်တော်လွှင့်တယ်ပြီးတော့ YouTube နှစ်ခုကလည်းလွှင့်တယ်ဗောနော YouTube နှစ်ခုကလည်းလွှင့်တာကိုကျွန်တော်ပြမှာဖြစ်တယ်ဗောနော YouTube 1 YouTube 2ဆိုပြီးတော့ဆိုတော့ပုံမှန်ကတော့ဒါ Facebook ကို Stringy ကို ယူပြီးတော့ဒီ setting တွေက stream မှာတွားပြီးတော့ key ကိုထည့်တာဗောနော Okay ဒါကတော့ကျွန်တော်ဟို YouTube ဗောနော်ကျွန်တော် YouTube တခုဖြစ်တယ်ဝင်းဝင်း entertainment ဗောနော်ဒီကနေပြီးတော့ကျွန်တော် အာဒီကနေလွင့်မယ်ပေါ့လေပထမဆုံးလွင့်နေဆိုရင်ဒါဒီလိုတွေပေါ်လာမှဖြစ်ပါတယ်ပေါ့နော်ဒီဒီချာလေးဗီဒီယိုကိုတော့ပြန်ကြည့်စီခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာပြက်ပြက်သွားတာဖြက်ကနေဖြက်ကနေဖြစ်ဖြစ်သွားတာပေါ့နော်ဆိုတော့ဒီမှာကအာ live ကိုခေါ်လိုက်ရင်နှစ်ခုရှိတာပေါ့နော်ဟိုက time တော့ကြာတာ webcam ပေါ့နော် webcam အပေါ်ကကြာတော့ အာ link ကိုယူတာပေါ့နော်ဘောဟာကိုကျွန်တော်တို့သွားမှာဖြစ်တယ်ပြီးတော့နောက်တစ်ခုကတော့ဒီမှာ monetization on မလားမအောင်လားဆိုပြီးတော့မေးတာရှိတယ်ကျွန်တော်တို့ကတော့ဒီဟာ monetization ပွင့်ထားပြီးသားဖြစ်တဲ့ကြောင့်မလို့ on ပါတယ်အာအောက်ကတော့ကျွန်တော်တို့ဒီ setting လေးတွေတစ်ချက်ကြည့်တာပေါ့လေအဲကြောင်ညာကိုဘယ်လိုထည့်မှာလဲဘာညာပေါ့နော်ကျွန်တော်တို့အာ setting လုပ်လို့ရတယ် every minute တိုင်းကြောင်ကြောင်ညာတစ်ချိန်ဝင်မလားပေါ့နော်အဲဒါဒါတော့သူ YouTube ရဲ့ style လေးပေါ့နော် okay ပေးလိုက်ပြီပေါ့နော် okay save ပေါ့နော်ဒီမှာ save ပေးလိုက်တာနဲ့ဒီမှာဒီလို page ထွက်လာမယ်ဒီမှာဆိုလဲကျွန်တော်တို့ကအာနှစ်ခုရှိတယ်ပေါ့နော် key ဟာရဲ့ကျွန်တော်တို့ server RTMP server ရဲ့အဟော link ရဲ့ပေါ့နော်ဒါကို copy ကူးမယ်ပထမဆုံးကျွန်တော် copy ကူးပြီးတော့ဒီ YouTube မှာပေါ့နော် YouTube 1ပေါ့ YouTube channel ကျွန်တော်နှစ်ခုလွှင့်မှာဆိုတော့အဲ့ဒါ modify လုပ်မယ်အပေါ်က RTU URL နေရာမှာကျွန်တော်ကူးလာတဲ့အထည်မယ်ပြီးတော့အောက်က key မှာကြတော့ဒီဘက်ကဟာကိုပြန် string key မှာကြတော့ဒီဘက်ဟာပြန် copy ကူးမယ်ပုံမှာပြန်ထည့်မယ်ပေါ့နော်ဒါကအဲ channel တစ်ခုပေါ့နော်ကျွန်တော်ဝင်းဝင်း entertainment channel တစ်ခုပေါ့ဟုတ်ပြီဒါတစ်ခုထည့်ပြီးသွားပြီပေါ့နော်အဲနောက်ထပ်ကျွန်တော်တို့နောက်နောက်ထပ်ကျွန်တော် channel နောက်တစ်ခုပေါ့လေအော်ဒီမှာကျွန်တော်တို့ကဒီစာတွေထည့်အောင်ပါပေါ့နော်ဒါကပါလဲပေါ့နော်ဒါဆို testing ပေါ့ကျွန်တော်တို့ ဒါဒီ title ရဲ့ description ရဲ့ဒါအပြည့်စုံသေချာရေးရမှာပေါ့လေဒါတော့ထုံးစံတိုင်းပေါ့ Facebook မှာ branding လိုမျိုးပဲဖြစ်ဖြစ် posting လိုမျိုးပဲဖြစ်ဒါတော့ပြည့်စုံလေးတွေရေးရမှာပေါ့လေ testing live video on multiple platforms and channels or save ပေါ့နော် တခြားဟာလေးတွေလည်းလိုက်ကြည့်လို့ရတယ်ပေါ့နော်အောက်က customization တို့ augmentation တို့ဆိုတဲ့ဟာတွေလည်းကျွန်တော်တို့လိုက်ပြင်လည်းရတယ်ပေါ့လေဒါကတော့ channel တစ်ခုအတွက် okay တယ်ကဲနောက် browser တစ်ခုနဲ့ကျွန်တော်ကဒါကျွန်တော်ရဲ့ search in blog channel ကနေမှာ plan လုပ်ပြီးတော့ like ကိုလွှင့်မယ်ဒီမှာကတော့ camera တမ်းမရွေးထားအပေါ်ဟာရွေးထားပြီးသားဖြစ်လို့တမ်းပြီးတော့ဒီလိုပွင့်လာတယ်ပေါ့လေဒီမှာလဲစောစောနာလို့ပဲကျွန်တော်တို့ ဟို detail ဆိုရင်ဒါ title တွေ description တွေရေးမယ်ပြီးလည်းပြီးတော့ကျွန်တော်တို့ဒီဘက်က copy ကူးစရာရှိရကူးမယ်ပေါ့လေဆိုတော့ RTMP link ရယ်အဲဒီဘက်က YouTube 2မှာ RTMP link URL မှာထည့်မယ်ပြီးတော့ string key copy ကူးမယ် copy ကူးပြီးဒီမှာထည့်မယ်ပေါ့နော်ဟုတ်ပြီးတော့ okay ဒါဆိုရင်တော့ကျွန်တော်တို့ပြင်ဆင်မှုအပိုင်းပြီးသွားပြီ Facebook ကော YouTube channel နှစ်ခုစလုံးမှာရောကျွန်တော်တို့တက်မှာဖြစ်တယ်အဲဒါမဲ့ဒီနားမှာပေါ့နော်ဒီဘက်က start start အာ live ကိုနေတိုင်း start streaming ကိုနေလိုက်ရင်ဒီဘက်အချမ်းကဘာနဲ့ပဲဆိုင်လဲဆိုတော့ Facebook နဲ့ပဲဆိုင်ပါတယ် Facebook ဆိုတော့ဒါကျွန်တော် Facebook ကကျွန်တော် only me နဲ့လွင့်ထားတယ်ပြီးတော့ testing ပေါ့နော်ဒါထုံးစံတိုင်း title description ရေးမှဒီမှာ live ကိုပေးတာပေါ့နော်အဟုတ်ပြီ live တက်လာပြီဆိုင်ဒါကျွန်တော် go live လုပ်လိုက်မယ်အဲဒါဆိုရင်ကျွန်တော်တို့ Facebook မှာဒါ Facebook မှာတက်နေပြီပေါ့နော် YouTube မှာတက်ဖို့ဆိုတော့ဒီဘက်က start all ဆိုတာလေးနေလိုက်ရင်ဒီက YouTube 1 or 2 or ပေါ့နော်တကူချင်းစီစရင်လည်းရတယ်ပြိုင်သူစရင်လည်းရတယ်ပေါ့လေဆိုရင်ဒီမှာလည်းတက်လာပြီဖြစ်တယ်ပေါ့နော်ဟိုဘက်နောက်ခံကျွန်တော်က zoom ကိုယူထားတဲ့အပိုင်းကိုတော့ကျွန်တော်မပြတော့ဘူး zoom ကို capture လုပ်ပြီးတော့ပြတဲ့အပိုင်းကတော့ကျွန်တော်ရှိမှလည်း tutorial တကူလုတ်ထားပြီလို့ဒီ bottom မှာလည်းတစ်ချက်ကြည့်လို့ရတယ်ကျွန်တော် link ကိုပေးထားမှာဖြစ်တယ်အောက် description ထဲမှာလည်းဝင်ကြည့်လို့ရတယ် ကျွန်တော်ဒီ live နဲ့ပတ်သက်တဲ့ OBS နဲ့ပတ်သက်တဲ့ဟာ၃ခုရှိတာဒါ၃ခုမြောက်ပေါ့เนาะနောက်ထပ်လည်းထပ်ပြီးတော့လာဖို့ရှိပါသေးတယ်ဆိုတော့ဒါတွေကတော့အခုဆိုရင်ဒါ Facebook နဲ့ Facebook ကို store လိုက်ပြီပေါ့เนาะဒါ Facebook ဘိုင်းကို store လိုက်မယ် YouTube channel နှစ်ခုကိုလည်းကျွန်တော်တစ်ခုချင်းစီ store မယ်ပေါ့လေအဲဒါ end stream လုပ်လိုက်ရင်ဒါပြီးသွားတယ်ပေါ့လေဟုတ်ပြီเนาะဆိုတော့ဒီဘက်က store stream ကနေပြီးတော့ Facebook ကိုလုပ်တယ်ဒီဘက်က မာတီပဲအောက်ပုတ်ကနေပြီးတော့တွားပြီးတော့လွင်အဲဒီ YouTube ကိုပိတ်တယ်ပေါ့လေ YouTube ဘက်ကလည်း end stream လုပ်လုပ်ပြီးပေါ့လေနော်ဒါဆိုရင်ပိတ်သွားပါပြီဒီမှာဆို congratulation ဒါကျွန်တော်ပထမဆုံးလွင်တာဟာဖြစ်တဲ့အတွက်ကြောင့်မလို့သူကဒီလိုလေးပေါ်လာတာဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့လို့ဒီဟာကကျွန်တော် testing ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ Facebook အ YouTube live တွေကတော့ကျွန်တော်ပြန်ဖြတ်ဖြတ်သွားမှာဖြစ်တယ် ပြီးတော့နောက်တစ်ခုက Facebook က like ဆိုရင်လည်းဒါ unlock လုပ်ပြီးသားရင်ကျွန်တော် delete လုပ်လိုက်မှာဖြစ်တယ်ပေါ့နော်ပြီးတော့ only me ဘာမှလည်းရုပ်ပြမထားဘူးဒါ testing နေနဲ့ပဲပြတာဖြစ်လို့ပေါ့လေအားလုံးကျေးဇူးတင်ပါတယ်အခုအဆုံးအထိကြည့်ပေးတဲ့အတွက်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ပါမယ်ဒီရာကကျွန်တော်အော်ဒီလိုမျိုး light technology နဲ့ပတ်သက် light နည်းပညာနဲ့ပတ်သက်ပြီးတော့ ၃ခုမြောက်ဖြစ်တယ်နောက်ထပ်၄ခုမြောက်ဆက်လာအောင်မယ်ကျွန်တော်ဘလို့ဆက်အသေးစိတ်လှုပ်ဆောင်လဲဆိုတာလေဆက်ပြီးတော့ကျွန်တော်တို့စီစဉ်ထားတာရှိပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်အကျိုးအကျိုးတစ်စုံတရာရှိတယ်ဆိုရင် like and subscribe share လေးလုပ်ပေးပါကျေးဇူးတင်ပါတယ်